ချောက်တရားမရှိလေနားလေခြေစူးတည်တဆွာနှလုံးသားကိုဖြတ်ချွေရာတတိပြခဲ့တာပါချစ်တော့ ရမရှိလေနားလေကျေစုတည်တဲ့စွာငလုံးသားကိုဖြတ်ချွေရသတိပြခဲ့တာပါမင်းစံသာ

ရန်ကိုကောင်းမွန်တဲ့သချင်းလေးပါဒီသချင်းလေးဆိုရင်ဇင်လို့ဟိုးရင်တဲ့ကရန်ကိုကြိုက်ခဲ့ရတဲ့သချင်းလေးမမပြန်စုလိုက်တော့လေအနောက်မှာနားထောင်နေစက်သိန်းနေတော့တဖြည်းဖြည်းထားတယ်ရန်ကိုကောင်းပါလေနော်မပြိုင်ပွဲဝင်လေးတွေက performance တွေကိုအရန်ကိုစူးစမ်းအားထုတ်ကြလေနော်အဲ့တော့စူးစမ်းအားထုတ်တဲ့သူနဲ့ညော့နေတဲ့သူနဲ့တော့အမရောအမှတ်ကိုအတူတူပေးလို့မရဘူးအဲ့ခါမှာအမရောအမှန်တိုင်းသုံးသက်ပေးရတယ်အမှန်တိုင်းပြောပေးရတယ် အဲ့ရဲ့နောက်ဆက်တွဲမှာညီမလေးကအခုလိုအရန်ကိုပြောင်းလဲသွားရဲဆိုတော့အမပဲကျေးဇူးတင်ပါတယ်ညီမလေးကျေးဇူးတင်ပါတယ်မမသမီးဆိုတဲ့ချင်းနဲ့သမီးအတန်နဲ့လိုက်ပါတယ်ဒါပေမဲ့ချိုကနည်းနည်းလေးအချံညာပေးချင်တာတမိဒီတချင်းလေးကိုလေကီးလေးများ half nun လောက်ချလိုက်ရင်အရန်ပိုကောင်းမှာတင်လားဟုတ်ကဲ့ပါဒီနော်ဗါဆိုတမိဂျိုးစားဆိုရလို့ပေါ့နော်အဲ့တော့တမိကအဲ့လိုဒီတဲ့ပိုပြီးတော့တဝက်လောက်ချလိုက်ရင်တမိအရန်ပိုဆိုလို့ကောင်းမှာ သမီးတို့တချင်းတိုက်တဲ့အချိန်တိုင်းမှာပြောတယ်။ကီးကိုလောဘမကြီးပါနဲ့။နော်။ကီးလောဘကြီးတဲ့အချိန်ကျရင်မြမချင်းမအဖိအဖို့ရစ်ရတာလေးတွေရှိတယ်။အဲရစ်ရတာလေးတွေကသမီးတို့ high key ဆိုလို့ရှိရင်ရစ်လို့မရတော့။နော်။អော်တဲ့ဥစ္စာអော်ကွာអော်ရမယ့်နေရာမှာអော်နေရတော့သမီးတို့အဖိအဖို့အရစ်တွေမှာလိုသွားလိုသွားတဲ့အတွက် ရှက်ကလေးနည်းနည်းပါဖြစ်သွားတာလေးတွေပါတော့ရှိတယ်ဒါပေမဲ့သမီးစူးစမ်းပြီးဆိုသွားတဲ့အတွက်တခြင်းကတော့နားထောင်လို့ကောင်းတယ်อืม อืมဆိုတာစတော့ကိုမိုးကိုပြောတယ်ဟွာကီလိုဘာမကြီးနဲ့တဲ့နော်ကီလိုဘာမကြီးနဲ့ဆိုတဲ့အချိန်မှာတကယ်တကယ်လောဘကြီးတာအကိုဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ အာပုံမှန်အဆိုပြိုင်ပွဲဆိုရင်အဆိုကောင်းရင်အမှတ်ရတယ်။သမီးတို့မှာကဒါအကိုရဲ့သမီးတို့ပုံမှာဖြစ်စေခြင်းတဲ့စန္ဒတွေပေါ့နော်။သမီးတို့မှာအဆိုကောင်းဖို့လည်းကြိုးစားရတယ်။ performance ကိုလည်းပြသဖို့အတွက်ကြိုးစားရတယ်။နော်။တကယ်တကယ်ကအာသမီးတို့လိုမျိုးအခုမှတက်သစ္စဝါသနာပါတဲ့အဆိုပြိုင်ပွဲဝင်တယောက်တည်းတာဝန်ကြီးတာပေါ့။အဲ့နှစ်ခုကို balance မြအောင်လုပ်ဖို့ဆိုတာတကယ်တကယ်တော့အပြောလွယ်ပေမဲ့ခက်ပါတယ်။ လောဘကြီးတဲ့သူအကိုဖြစ်နေပါတယ်တောင်းမှပါတယ်ဒါပေမဲ့အကိုရဲ့စေတနာတွေကိုတမီးတို့ဟောအရာထင်တယ်ပေါ့တမီးတို့လည်းကြိုးစားလာကြတယ် performance ဘိုင်းမှာလည်းတပတ်ထက်တပတ်ပိုကောင်းလာကြတယ်အဆိုပိုင်းရောထို့အတူတူနောက်ထပ်တစ်ချက်ကစီမင်းစီကံပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းအဆိုပြိုင်ပွဲနဲ့စီမင်းစီကံနဲ့ဗာဆိုင်လို့တော့ဒါပေမဲ့စံရင်းကိုနာနာဖို့မှသဘောတရားတစ်ခုပြောပြတာတမီးတို့အတွက်ကလည်းဒီအချိန်မှာ စုပထမစုသိန်း300ဆိုတာနဲ့လဲကန့်တတ်ထားတယ်ဒီအချိန်မှာတောင်မှကိုကိုတိုင်းမပြင်ဘူးဆိုရင်အကိုတို့အကိုကငါတို့အမအမ short ခံရမယ်ပြီးရင်ပြောခံရမယ်ဒီဟာကိုမဖြစ်ချင်ဘူးဆိုတဲ့စိတ်နဲ့ကြိုးစားပြင်လာရင်တမီးတို့ကကောင်းသွားပြီမဟုတ်ဘူးလားအာတူကသူပြောချင်တာပြောငါတို့လှုပ်ချင်မှလှုပ်မယ်ဆိုရင်တမီးတို့ကအခုလည်းမကောင်းဘူးနောင်လည်းကောင်းမှာမဟုတ်ဘူးเนาะအဲ့တော့နောင်ကောင်းဖို့အတွက်အကိုကနည်းနည်းအမုန်းခံပြီးပြောတဲ့လိုပဲသဘောထားပါเนาะ ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ပြိုင်ပွဲဝင်မရှိရင်သူကိုတိန်းသုံးရဝင်းသားဆိုကြီးပိုင်ဆိုင်စေခြင်းနဲ့နောက်တစ်ဆင့်တလန်းစေခြင်းနဲ့ဆိုရင်တော့ပရိသတ်တွေအနေနဲ့မရှိရင်သူတီဆိုရှင်ပြန်ထားပဲ3မိနစ်စာဗီဒီယိုလေးကို TikTok မှာအသေးလေးတွေဇက်ဇက် Facebook မှာ Share လေးတွေတက်တက်နဲ့ YouTube မှာ Man လေးတွေအစမပြတ်နဲ့ဗုဒ္ဓင်းတွေအများကြီးရရှိအောင်ဝင်ရအားပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဝင်ရအားပေးတဲ့ကိုကိုတိုင်းအတွက်လည်း3,500အထိကန်ထူးခွင့်ကြီးကိုရရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖူပြီတို့ရဲ့ ဝန်ထမ်းတွေပြောဒူနိုက်အစိုးပွဲတော်ကြီးကို Facebook တွေမှာမျက်မြားရှယ်ရင်ဝင်းရအားပေးလိုက်ရအောင်လားခင်ဗျာကျေးဇူးတင်ပါတယ်မှာကျေးဇူးတင်ပါတယ်